ที่ยวเขายังใครยังไงก็เรื่องของเขาเราไม่ยุ่งละอะไรไหลด้วยก็ไม่ได้ไม่ได้เดินไปไปลำเซนประเทศไทยไอ้นี่มันที่ท่องเที่ยวที่ประสาทให้มาเที่ยวเฉยထိုင်းနဲ့ကမ္ဘောဒီးယားနိုင်ငံနိုင်ငံအကြားနေဆက်အရေးတင်းမာမှုတွေဖြစ်ပွားပြီးရဲ့နောက်ထိုင်းနိုင်ငံမှာအလုံးလုံးကင်နေကြတဲ့ကမ္ဘောဒီးယားရှေ့ပြောင်းလုပ်သားတွေဟာနေရပြတ်မှုတွေရှိနေပါတယ်။ဒီလိုအခြေအနေတွေကြောင့်ထိုင်းနိုင်ငံကို ရောက်ရှိနေပြီးအလုံးအကန့်အခက်ခဲရှိနေတဲ့မြန်မာလုပ်သားတချို့အတွက် အခွင့်အလမ်းဖြစ်လာနိုင်တယ်လို့မြန်မာရွှေ့ပြောင်းလုပ်သားတွေအရေးဆောင်ရွက်နေသူတွေကပြောပါတယ်။ထိုင်းအလုတ်သမားဝင်ကြီးဟောင်းဖိဖက်ရက်ချာကပရာကန်ကကမ္ဘောဒီးယားရွှေ့ပြောင်းလုပ်သားတွေထွက်ခွာခွင့်ရင်တောင်းအစားထိုးလုပ်သားတွေရရှိနေမှာဖြစ်တယ်လို့ပြောဆိုကြောင်းခေါဆွတ်တည်င်းဌာနကဖော်ပြထားပါတယ်။ကမ္ဘောဒီးယားတွေလွတ်လပ်သွားတဲ့လုပ်ငန်းဝင်ကတော့အနည်းဆုံးတသိန်းခွဲပတ်ချလဲတော့တော့ရှိမှာပါနော်။ဥပမာလူကြီးတွေနဲ့တွက်မယ်ဆိုရင်တော့သိန်းနဲ့ချီကိုပြန်ကြရတယ်။အဲ့တော့မြန်မာလုပ်သားတွေတော်တော်လုပ်ကြတယ် အခွင့်အလမ်းနေနေငယ်ပူရလာတဲ့ခြေနေလို့ပြောလို့ရတာပေါ့ကျွန်တော်တို့မြန်မာတွေကတော့အလုံးမရပါဘူးဟိုတချို့ကမ္ဘောဒီးယားတောင်မလုံနိုင်တဲ့လုံတွေကိုလုံလုံလုံနေတာပဲလေမြန်မာတွေကတော့ဘယ်လုပ်ငန်းဝင်မဆိုလုံမရဘူးခုလိုကလာအလုပ်တွေသဲတန်ရှားပါနေတဲ့ချိန်အလုပ်တွေသဲတန်ရှားနေရတဲ့ချိန်မှာဆိုရင်တော့မြန်မာတွေကဘာလုပ်ငန်းပဲဖြစ်ဖြစ်နေသားကပုံမှန်ရရင်ဝင်လုံနေရတဲ့ခြေနေဖြစ်တယ်အပြည်ပြည်ဆိုင်ရာရှေ့ပြောင်းနေထိုင်သူများအဖွဲ့ IOM ရဲ့2025ခုနှစ်ဇန်နဝါရီလ3ရက်နေ့ထုတ်ပြန်ချက်အရထိုင်းနိုင်ငံကို နိုင်ငံငံနားလည်မှုစာချွန်လွှာ MOU နဲ့ရောက်လာတဲ့မြန်မာအလုပ်သမားလူဦးရေ9600ကျော်ရှိပြီး MOU နဲ့ရောက်လာတာမဟုတ်ဘဲထိုင်းရောက်မှမပုံတင်တဲ့အလုပ်သမားက9000ကျော်ရှိရလို့ဖော်ပြထားပါတယ်မြန်မာနိုင်ငံကိုစစ်တပ်ကအာဏာသိမ်းပြီးနောက်မှာမြန်မာနိုင်ငံသားတွေဟာထိုင်းနိုင်ငံကိုတရားဝင်လမ်းကြောင်းတင်မကတရားမဝင်လမ်းကြောင်းကနေပါဝင်ရောက်နေကြတာဖြစ်ပြီး ထိုင်းနိုင်ငံမှာရောက်ရှိနေတဲ့တရားဝင်နဲ့တရားမဝင်မြန်မာအလုပ်သမားလူဦးရေဟာငါးတန်းခန့်ရှိတယ်လို့လဲမြန်မာရွှေ့ပြောင်းလုပ်သားတွေအရေးဆောင်ရင်းတူတွေကအေယာဝတီကိုပြောပါတယ်။အဲ့ဒီထဲမှာမြန်မာရွှေ့ပြောင်းလုပ်သားတန်းခန့်ဟာအခုချိန်ထိအလုပ်လက်မဲ့ဖြစ်နေရလို့လဲပြောပါတယ်။ ကမ္ဘောဒီးယားကိစ္စကအရန်ဟော့ဖြစ်လာတဲ့အခါကျတော့ကျွန်တော်တို့ဗမာရင်းနဲ့ပတ်သက်ပြီးတော့နိုင်ရှင်လိုက်မယ်ဆိုရင်လည်းနော်မျက်နှာတပိမျက်နှာသာအပေးခံရတဲ့သဘောမျိုးတွေရှိသွားမယ်ခုနကတော့ဗမာရီအပေါ်ပထမဒီလူမျိုးရေးဟိုမျိုးချစ်ဒီနယ်ဝင်ဖြစ်တဲ့အဲအစူရီနဲ့နောက်ပြီးတော့အာနာပိုင်းကြီးရဲ့ဟို PR လေးကတော့ဒီဘက်ဟိုနည်းနည်းလျှော့သွားတာပေါ့နော်အဲဒီအကြောင်းအဲတိုးတော်လေသူတို့ကအခုဒီဗါလဲ ကျွန်တော်တို့ဟိုလုပ်ငန်းဝင်တွေကိုဝင်ရောက်စစ်ဆေးတာပန်းစည်းတာတို့ဆိုတာကတော့ဒါတောက်ချောက်ပုံမှန်အခုရေမယမနာသူတို့ရဲ့ဥစ္စာပေါ့နော်စီမံချက်အရလုံးနေတော့ပဲတွေ့ရတယ်။အဲ့ခါကျရင်လည်းများသောအပြင်ကတော့အဖမ်းခံရရတာကကျွန်တော်တို့မြန်မာနိုင်ငံသားတွေများပါတယ်။အစ်စ်ဝင်လာလူပဲဖြစ်လုပ်ငန်းဝင်ပါပဲဖြစ်ဖြစ်ပေါ့လောကမှာကျတော့လည်းနားလို့ဟိုပေါ့ဟိုအလုံးနဲ့ပေါ့အလုံးရှင်နဲ့မတူတာအဲ့လိုမျိုးတွေလုံးလုံးမိတဲ့ဟာမျိုးတွေဖြစ်နေတာ။ ထိုင်းကမ္ဘောဒီးယားနယ်စပ်မှာမေလ28ရက်နေ့ကပြစ်ခတ်မှုဖြစ်ပြီးကမ္ဘောဒီးယားစစ်သားတအူးတေဆုံးခဲ့ပါတယ်။အဲနောက်နိုင်ငံရဲ့နယ်စပ်အခြေအနေတင်မာခဲ့ပြီးထိုင်းနိုင်ငံမှာရှိတဲ့ကမ္ဘောဒီးယားလုပ်သားတချို့ဟာသူတို့ရဲ့နေရပ်ကိုပြန်သွားကြတာပါ။ထိုင်းနိုင်ငံမှာလက်ရှိအလုပ်လုပ်ကင်နေတဲ့ကမ္ဘောဒီးယားအလုပ်သမား9သိန်းခန့်ရှိရလို့ထိုင်းအလုပ်သမားဝန်ကြီးဟောင်းဖိဖက်ရချာကစ်ပရာကန်ကဆိုပါတယ်။ထိုင်းနိုင်ငံမှာရှိတဲ့ကမ္ဘောဒီးယားအလုပ်သမားတွေဟာ ကမ္ဘောဒီးယားနိုင်ငံနဲ့ထိစပ်နေတဲ့ထိုင်းနိုင်ငံအရှိတ်ချမ်းမာပုံမှုနေထိုင်လုပ်ကင်ကြပြီးရေလုပ်ငန်းနဲ့ဆက်ယုံလုပ်ငန်းတွေမှာလုပ်ကင်နေသူတွေရှိတယ်လို့ဆောက်လုပ်ရေးနဲ့လန်ကစားတိဆောက်ရေးတွေမှာလုပ်ကင်နေသူတွေကပုံများတယ်လို့သိရပါဗျ။